ရှိဥစွာဗျာဒခင်ရဲ့ကျေးဇူးတော်ကိုချီးမွမ်းပါရစေ။အားလုံးမင်္ဂလာပါခင်ဗျာ။ဒီနေ့တော့သင်ရှောင်ရမိဆရာများဆိုရက်ကောင်းစင်နဲ့ခွာပေးတော်မှာဖြစ်ပါတယ်။ဒီနှုတ်ကပတ်တော်ကအပေဆရာတွေကိုဟိုရည်ရွယ်တယ်ဒီလိုမျိုးမရှိဘူး။ဒါကျန်းစာတိုင်းပဲကျွန်တော်များများမပြောဘူး။အနှက်လဲများများမဖွင့်ပြဘူး။ကျန်းစာတိုင်းပဲဖတ်တော်မှာဖြစ်တယ်။နော်အဲ့ဒါနဲ့ကန့်ညီတဲ့ ဆရာတွေကိုတွေ့ရင်ရှောင်ဖို့ဒီနေ့ဘုရားသခင်ကသတိပေးနေခြင်းဖြစ်ပါတယ်နော်အဲ့တော့ဒီနောက်ကပတော်နာဆင်းတဲ့တင်ဟာနော်ဘုရားသခင်ကငါ့ကိုသတိပေးတယ်ဒီလိုအောက်မေ့ပါအဲ့လိုဝန်ခံပါဘာကြောင့်လဲဆိုတော့နော်ဘုရားသခင်ကနောက်ပိုင်းမှာဖြစ်မဲ့ပြဿနာတွေကြိုသိတော့ကြောင့်တင်ကိုသတိပေးနေခြင်းဖြစ်တယ်ပြောချင်တယ်အဲ့တော့ဘလူဆရာတွေကိုကျွန်တော်ကရှောင်ရမှာလေတမောတေဩဝါဒစာ ပထမစာ အခန်း6စာပိုက်3ကနေအောက်ပိုင်းကိုဖတ်ပါမယ်။ခြားနာသောဩဝါဒကိုတင်ပေး၍ငါတို့သခင်ယေရှုခရစ်စကားတည်းဟူသောစင်ကြယ်သောစကားကို၎င်းဖျားဝတ်နှင့်မှုလျောခြင်းနှင့်အညီဖြစ်သောဩဝါဒကို၎င်းဝန်မခံသောသူမိဒီကဟာမာနနှင့်ရေမှု၍အလင်းနားမလဲပဲပု္ပ္ပာအမေးကိုဆွေးနွေး၍ စကားကြောင့်သာငင်းခုန်တော်အဖြစ်စိတ်ပေါ့တော်သူဖြစ်ဒီနေရာမှာသူကစင်ကြယ်တော်နော်စကားဩဝါဒဆိုတာကသူကစံစာမှာအမြဲတမ်းပြောတဲ့သူကမစင်ကြယ်တဲ့ဩဝါဒဆိုတာပါလဲဆိုငွေကြီးပေါ့စည်းစိမ်ဥစ္စာနော်တတ်မဲ့ပြီးတော့မှဟောတဲ့တရားကိုသူကအမြဲတမ်းမစင်ကြယ်ဘူးလို့စံစာတအုပ်လုံးကဒီလိုပဲသတ်မှတ်ပါတယ်နော်အဲ့တော့ ဒီမှာလည်းတတိုင်းပဲเนาะဒီယေရှုခရစ်တော်ရဲ့ဟာလားစကားတည်ဟူသောစင်ကြယ်သောစကားကိုစန့်ကျင်ပြီးတရားဟောတဲ့ဆရာတွေပေါ့အဲ့ဒါပြောချင်တယ်เนาะအဲ့ဒါပါလဲဆိုတော့ကိလေသာเนาะတေမဲ့အစာကိလေသာနော်ဇာတိပေါ်ထကြွလာအောင်တတ်မဲ့တဲ့စိတ်တွေထကြွလာအောင်ဟောတဲ့ဆရာကို ပြောချင်တာအဲ့လိုဆရာတွေကိုရှောင်ဖို့ပြောချင်တာနော်သူကပြီးရင်ပါလဲဆိုတော့ ဒီမှာထိုတုတ်ပြုတ်ယူရင်တဲ့ညူစုချင်းရန်တွေ့ချင်းသူ့အတီကိုရှုံချချင်းမနာလိုသောကြံစီချင်းစိတ်နှလုံးယူယွင်း၍တမာတရားနှင့်ကင်းသောသူတို့အချင်းနှင့်ဆွေးနွေးချင်းဖြစ်တတ်၏အဲ့လူတွေကတရားဟောလိုက်ရင်သူကအငင်းပွားပေါ်ရအစင်မရှိတယ်ဟာဒီလိုပြောတာနော်အဲ့တော့လူတွေကသူတို့မကြိုက်ဘူးကဲ့ရဲ့ရင်လေဟာလား သူတို့နာမည်ပြတ်သွားရင်သူများဟိုမကောင်းကြံလို့နာမည်ပြတ်တယ်လို့လို့ကိုအမဘယ်တော့မှမဝင်မခံဘူးเนาะအမကတော့ကျွန်တော်အားနေသွားလို့သူတို့ပြောလိုက်ပြီးတယ်ဘသူ့အကြောင်းညာကြောင်းဆိုတော့လွှဲချလိမ့်ရှိတယ်เนาะသူတို့အဲ့ဒါဖယားဝတ်နိုင်မှုလို့ချင်းဒီအကျိုးစီးပွားဖြစ်သည်သူတို့ဒီစိတ်ထင်ကြ၏เนาะထိုတော့တော့သူကိုရှောင်လောဖယားဝတ်နိုင်မှုလို့ချင်းဆိုတာကတော့ဗာလဲဆိုတော့ဒီနေ့ဟို ဖះเจ้าမမှန်သွားတယ်စံစာမမှန်ဖတ်တယ်စုမမှန်တောင်းတယ်ဆယ်ဘိုးဘိုးလူတယ်အူတီလူတယ်နော်ဆင်းရဲသားတွေတနာအစသဖြင့်နော်ကျွန်တော်တို့ပြတ်တဲ့ဝတ်တွေစံစာထဲမှာနော်ကျင့်ဖို့အတွက်ခိုင်းတာတွေများစွာရှိတယ်အဲ့ဒါကိုလှုပ်တဲ့ခါမှာတို့တတ်မှတ်တဲ့စိတ်နဲ့တို့လှုပ်ကြတယ်တွင်တင်မတဲ့ခါမှာလည်းဒီလိုပဲတွင်တင်တယ်အဲ့လိုရှာဆရာမျိုးကိုရှောင်ဖို့ပြောတာဖြစ်ပါတယ် နော်အောက်မှာတော့ဒါအသေးစိတ်ရှင်းထားတယ်ငွေတက်မဲ့ခြင်းဟာတဲ့နော်မကောင်းမှုအလုံးရဲ့အစမူလအစဖြစ်တယ်တဲ့ပြောတော့တွေ့ရတယ်နော်ဒါကြောင့်ရေးကြီးတာကတော့ဒီနေ့ချုပ်မဲ့ဆိုတော့ဘလူးရှာဆရာတွေကိုရှောင်းအောင်လဲဆိုတော့သူကစင်ကြယ်တဲ့ဩဝါဒကိုစန့်ကျင်ပြီးတော့မစင်ကြယ်တဲ့ဩဝါဒပေးတဲ့ဆရာအဲ့ဒီမစင်ကြယ်တဲ့ဩဝါဒဆိုတာဘာလဲ ငွေကြီးစည်းစိမ်ဥစ္စာကိုတတ်မှတ်တဲ့နော်စိတ်နဲ့ဟောပြောတဲ့သူကနှုတ်ကပတ်တော်အဲ့လိုဟောပြောတဲ့ဆရာတွေကိုရှောင်ပါလို့ပြောတာဖြစ်ပါတယ်အဲ့တော့ဘယ်ဆရာဘယ်ဆရာကျွန်တော်မပြောဘူးကိုယ့်ကိုလေ့လာပါကိုယ်လည်းတိမာပဲနားထောင်ရေနော်အဲ့ဒါကျွန်တော်ရှောင်ခိုင်းတာမဟုတ်ပါဘူးဘုရားသခင်ကိုယ်တိုင်ရှောင်ခိုင်းတာဖြစ်ပါတယ်နောက်တစ်ဖွဲ့ကဘယ်လိုဟာမျိုးလဲဆိုတော့ နှစ်တိအခန်းနှစ်တိအခန်းသုံးနော်အခန်းသုံးမှာတိကနဲ့ကျွန်တော်ဖတ်ပါမယ်။နောင်ကာလသည်ခရင်သောကာလဖြစ်မှုတိမတ်လော့အဘယ်တုံနေဟုမူကလူတို့သည်ကိုကိုကိုချစ်တော်သူငွေကိုတတ်မဲ့တော်သူဒီမှာလူတို့သည်ကိုကိုချစ်တော်လူတို့ဆိုတော့အကုန်ပါတယ်လို့ဖြစ်တာပေါ့အမှန်ကတော့အဲ့လိုခုနဟိုကျွန်တော်ဆောင်အပ်တဲ့ဆရာကြီးရဲ့နောက်ကိုလိုက်သွားတဲ့လူတွေကိုပြောတာ နော်အတိကတော့အဲ့ဆရာတွေရဲ့နောက်ကိုလိုက်သွားတာလူတို့ဒီဆိုတော့အဲ့လူတွေပြောတာနော်ငွေကိုတတ်မဲ့တော်သူဝါကြောတော်သူထောင်လဆော်ကားတော်သူသူ့အတေကိုရှုံချတော်သူမိဘစကားကိုနားမထောင်တော်သူကျေးဇူးမရှိတော်သူတန်ရှင်းခြင်းမရှိတော်သူနော်တန်ရှင်းခြင်းဆိုအဲ့ဒါပြောရှင်တာနော်ဟိုငွေတတ်မဲ့တဲ့ဟာစီစဉ်ဥစ္စာတတ်မဲ့တာနော်အဲ့လိုတတ်မဲ့တဲ့စိတ်အရာတွေပါနော် ပဂရစ်ကျင်နာဆုံးဖက်ခြင်းနဲ့ကင်းတော်သူယံညှို့ဖွဲ့တော်သူချောစားတတ်တော်သူကိုအိန္ဒြေကိုမချုပ်တီးနိုင်တော်သူပြင်းထန်တော်သူသူတော်ကောင်းကိုမုံတော်သူတစ္ဆာကိုဖျက်တော်သူတရိပ်ပေးခြင်းကို မခံတော်သူမာမာနနဲ့ရင့်မှုတော်သူဖယားသခင်ကိုနှစ်သက်သည်ထက်ကာမကုံခံစားခြင်းတာ၍နှစ်သက်တော်သူလာပြန်ပြီနော်ဖယားသခင်ထက် လော့ကီစီစဉ်ဥစ္စာနဲ့ကြွေဝတာကိုဘိုးကြီးနှစ်သက်တယ်နော်ဖယားဝတ်နိုင် မှုလျော်ရောင်ဆောင်၍မှုလျော်ချင်းတကိုးကိုညင်းပယ်တော်သူဖြစ်ကြလိမ့်မည်ထိုသူတို့ကိုရှောင်လောဟာမကွာပါဘူးတိတ်နော်အတူတူလောက်ပါပဲအတိကတော့ဒီဖယားသခင်နဲ့လော့ကီစီစဉ်နဲ့သူကဟိုရောထွေးပြီးတော့မှသွားတဲ့မစင်ကျဲတဲ့အကြံနဲ့ဟောတဲ့ဟောတတ်တဲ့ဆရာတွေပေါ့ ပြီးရင်လည်းသူတို့နောက်ကိုလိုက်တဲ့သူတွေပေါ့အဲ့ဒါကိုရှောင်ဖို့ပြောချင်တာဖြစ်တယ်ပေါ့နော်ဘယ်လိုလောက်တတ်တယ်လဲဆိုတော့ तू ကဤပညာကဒုစရအပြစ်ကိုဝင်ကိုထမ်း၍၍အထုထုအပြားပြားသောလောဘကိလေသာသွေးဆောင်ရာသို့လိုက်၍အစင်တင်တော်လဲတမာတရားကိုလစ်ကျက်ခြင်းအလင်းမရောက်နိုင်သော မိမမိုက်တို့ကိုအိမ်ထက်သို့ဝင်၍ဖမ်းသွားသောသူတို့သည်ထိုသူတို့ဝင်ဖြစ်၏ အဲ့တော့တချို့အမျိုးသမီးတွေပေါ့လေဟိုအမျိုးသားနဲ့ယောက်ျားမင်းမခွဲခြားတော့မဟုတ်ဘူးဒီနေရာမှာတော့ဘုရားသခင်ကဘလို့မှတင်လို့မရတဲ့မိန်းမတွေရှိတယ်တဲ့နော်ဟိုတတ်မှတ်တဲ့လူတွေပေါ့နော်တတ်မှတ်ချင်းနောက်ကိုလိုက်တဲ့မိန်းမတွေရှိတယ်တဲ့သူတို့စီဝင်တာတဲ့သူတို့ကခုနလွဲမားတဲ့ဆရာတွေကလေနော်အဲ့တော့ဘသူနဲ့တူမလဲဆိုတော့ဒီအေဝါလူမျိုးဖြစ်မှာပေါ့စာတန်ကလည်းအေဝါစီဝင်တာလေနော် အဲ့တော့ဝင်ဖြစ်ကြိုက်နော်ရံຫນွေနဲ့ရံပေသည် မောရှုစီးတာကဲ့သို့ထိုသူတို့သည်တမာတရားကို စီးတာကြိုက်စိတ်လုံးယူယွန်း၍ယုံကြည်အောင်ဆောင်တော်သူဖြစ်ကြ၏နော်စိတ်လုံးကယူယွန်းတယ်ပြောတော့စိတ်ကပျက်စီးနေတယ်နော်ယုံကြည်ဟန်ဆောင်နေတယ်နော်အဲ့ဒါကြောင့်ရှောင်းအောင်အဲ့တော့အဲ့လောက်လေးပဲ ကျွန်တော်ပြောချင်တယ်ဒါအရှင်းဆုံးပဲမြတ်သွားလည်းဟိုဘယ်လိုခေါ်မလဲမိသွားမှာဆိုလို့အများကြီးမဟုတ်ဘူးเนาะကျွန်တော်ဖတ်သွားတာဒီတစ်တစ်ခန်း6စာပိုက်3အောက်ပိုင်းဖြစ်တယ်ပေနှစ်တိအခန်း3စာပိုက်1အောက်ပိုင်းဖြစ်ပါတယ်ဆိုတော့ဟိုအချုပ်ကပါလဲဆိုရင်တော့ဒီနေ့တမာတရားကို နော်တမာတယောက်ခုတုံးလို့ပြီးတော့သူတို့ရဲ့တတ်မှတ်တဲ့အလိုဆန္ဒနောက်ကိုလိုက်ကြတဲ့ဆရာတွေပြီးရင်လဲစင်ကြဲတော့ဩဝါဒယေရှုခရစ်တော်ရဲ့ဩဝါဒလောကတိုင်းတရားကိုစန့်ကျင်ပြီးတော့မှနော်စန့်ကျင်ပြီးတော့မှဒီနေ့တတ်မှတ်တဲ့စိတ်တွေနဲ့ဖခင်နဲ့ရောထွေးပြီးတော့မှသူကဖခင်ဝတ်နဲ့မှုလျောချင်းအစည်းပွားစုပြုံးမှဟောပြောတဲ့နှုတ်ကပတ်တော်ဟောပြောတဲ့ဆရာတွေပေါ့ အဲ့ဒါကိုရှောင်ရမယ်ပြင်းဘာထပ်ရှောင်မှာကျွန်တော်တို့မင်းကလေးတွေအနေနဲ့နော်အန်ွယ်တဲ့စာရန်ကအေးဝစီဝန်တယ်လို့ပဲအဲ့ဒီဆရာတွေကမင်းကလေးတွေကိုအဓိကပြစ်မှတ်ထားတယ်အဲ့မင်းကလေးကစင်ပါလေသူ့အိမ်ကပါသွားတာပဲနော်ပါသွားတာပဲအဲ့ဒါမျိုးပေါ့နော်အဲ့ဒါကြောင့်မင်းကလေးတွေအနေနဲ့လည်းဒီနော်ဘာဖြစ်ဖြစ်ဟိုကိုယောက်ျားတွေနဲ့တိုင်ပင်ဖို့ဖြစ်တယ်ပေါ့အဲ့လိုဆရာတွေနောက်ကို လိုက်မသွားဘူးစာနာမစောဘူးသတိပြုရမှာဖြစ်တယ်။ယောက်ျားတွေအနေနဲ့လဲတားတဲ့တင်တာစောစီတားဖို့ဖြစ်ပါတယ်။နော်သူတို့ကအဓိကမင်းကလေးကိုအိမ်ထောင်မှာမိခင်တွေမိမတို့ပြစ်မှတ်ထားပြီးတော့ပါသူတို့ဖမ်းတာ။နော်သူတို့အဖြစ်သူတို့ယောက်ျားတွေဖမ်းပြီးတော့မှဟိုလွဲကုန်တယ်။ဒါကြောင့်ဓမ္မမေဆွေရှောင်းနီးကတော့အဲ့ဒါလေးပေါ့နော်။ဒီနေ့ဆက်ပြီးတော့မှဒီနေ့ဘုရားသခင်တင့်ကိုသတိပေးနေတဲ့အောက်မိပြီးတော့မှထို့တော့ရှာများကို ရှောင်းပါအဲ့ဒါဆိုရင်တော့ဒီနေ့ဘုရားသခင်အလိုတော်ဆောင်ရအောင်မှဖြစ်ပြီးတော့မှတင့်စီမှာရှိတဲ့ဘုရားသခင်အကြံစီမပြတ်ရဘူးတီးလိုက်မယ်လို့ခမပေးနဲ့ဒီကုန်းချုပ်ပါတယ်ဘုရားသခင်နေ့တင်တော်အလုံးကောင်းချီးပေးပါစေတော့အာမင်